အားလုံးမင်္ဂလာပါဗျာဒီနေ့က16ရက်17လပိုင်း2025ဖြစ်ပါတယ်ဗျာဒီနေ့တော့ပြည်သူများအားလုံးကိုမိတ်ဆက်ပေးမယ်သူကတော့ရန်ကုန်တိုင်းမြန်ကုန်မြို့နယ်ကသတိပုဂ္ဂလဝေပြိုင်မဲ့ဒေါက်တာခေခင်ကျော်ဟိုဝဲဦးဇေတက္ကမကြီးဒေါက်တာခေခင်ကျော်အတွက် ဦးဇင်းတို့ကပြည်သူတွေအတွက်ကိုမြန်ကုန်မြို့နယ်ပြည်သူများအတွက်ကိုရွေးချယ်ပေးကြမှာတဗျာ။ဘာဖြစ်လို့အခုလိုရွေးချယ်ပေးရတာလဲဆိုလို့ရှိရင်နိုင်ငံရေးရအဲတုံးတက်တုံးတက်ဘယ်လိုပဲတုံးတက်တုံးတက်ဒါလက်ရှိမြေပြင်မှာစီးအောင်လာရောတွေ့ရတာရောလှုပ်ရှားတာရောဆိုလို့ရှိရင်တော့ဦးဇင်းတို့မဲအရာမှာဒါတူတယ်ဥဆောင်တာတဲ့ ခုမှဆိုကြပါစို့ကြက်ခိုင်ရတွတ်တော်ထဲမှာဥဆောင်လွားမယ်ဆိုလို့ရှိရင်ကြက်ခိုင်ရအတွက်လည်းမိတ်ဆွေကောင်းမိတ်ဆွေစစ်တီလိုအပ်ပါတယ်ဗျအတွဲညီပွဲအတွဲကိုလည်းလိုအပ်ပါတယ်အဲ့လိုမိတ်ဆွေကောင်းမိတ်ဆွေစစ်မဟုတ်ပဲအတွဲမညီပဲနဲ့အဖြတ်သမားပါလာမယ်ဆိုရင်တော့ဒီကြက်ခိုင်ရအနေနဲ့ရတယ်လောကကင်ရတာတိုင်းပြည်တိုးတက်ဘွားတိုးတက်မှုနောက်နေ့ပဲနိုင်ငံတကာနဲ့ဆက်ဆိုင်ရေးမှာနောက်နေ့သွားပါလိမ့်မယ်အဲ့တော့ တက်ခိုင်ရင်တွေ့လဲဦးဇင်းတော်ကမိတ်ဆွေကောင်းမိတ်ဆွေစစ်ကိုဒါရှာပေးခြင်းဖြစ်တယ်လို့ပဲဦးဇင်းတော်ကတော့ပြောကြင်ပါလေကနော်တက်ခိုင်ရင်တွေ့ပြောကြင်တာထက်မြန်ကုန်ရန်ကုန်တိုင်းမြန်ကုန်မြို့နယ်ပြည်သူ့လွတ်တော်ပြည်သူများအတွက်ကိုလည်းဒါမြန်ကုန်မြို့နယ်အတွက်အကောင်းဆုံးလူကိုဦးဇင်းတော်ကရွေးချယ်ရွေးချယ်ပေးခြင်းဖြစ်ပါလေကနော်ရွေးချယ်ပေးအဘလူလဲဆိုရင်ဒေါက်တာခေခင်ကျော်ဖြစ်ပါလေကနော်တတိပုဂ္ဂလကိုယ်စားလှယ်လောင်းမြန်ကုန်မြို့နယ်ပြည်သူ့လူရဲ့မဆန္ဒနဲ့ပေါ့သူရဲ့သူရဲ့ စာရားလေးကကောင်းတယ်ဗျတို့နိုင်ငံကိုတဲ့ရွက်စုံတက်ခါတဲ့ရွက်လွင့်ပြီတဲ့အရာရာတို့တဲ့အောင်တဲ့နိုင်ငံတကာနဲ့ရှင်ပြိုင်ပြီတဲ့နော်တက္ကမကြီးဒီနိုင်ငံတကာဘောရွက်လေလေးလို့ပေါ့ဘုံလုံးလွှင့်မှာဘောလွှင့်ပြီအဲ့မှာအရာရာတို့မြန်မာနိုင်ငံကြီးတို့တဲ့အောင်တို့ကဒီနိုင်ငံတကာနဲ့ရှင်မယ်နိုင်ငံတကာနဲ့ရှင်ပြိုင်မယ်ဆိုပြီးမှဒါပြောထားခြင်းဖြစ်ပါလေဗျာနော်ပြောထားခြင်းဖြစ်တယ်တက္ကမကြီးဒါဒေါက်တာခေခေကြော့ပါဖြင့် တကယ်လူတော်တယောက်ပါရွာနော်လူတော်တယောက်ပါပဲဒါဖြစ်လို့လဲဆိုလို့ရှိရင်လူဟာအထက်တန်းကျောင်းမှာလဲလူဟာဂုံလူအထက်တန်းကျောင်းသားလူကြီးတွေမှာလဲငါးပါးဂုံလူဖြစ်သူကအောင်ခဲ့တယ်အဂရဓမ္မစေတက်ကလို့တက်မှာလဲရန်ကုန်မှာဖွဲ့ရပြီးမှာစေကန်းဖွင့်ခဲ့တယ်တဲ့မြန်မာပြည်မှာပထမဆုံးတော့နိုင်ငံအကြအကုန်ပစ္စည်းမကိုတော်ညာလုပ်ငန်းကိုတဲ့ဥဆောင်ခဲ့တယ်မြန်မာနိုင်ငံမှာပထမဆုံးတော့ မြန်မာနိုင်ငံနိုင်ငံသားကုမ္ပဏီမောကြော်ညာရေးဥဆောင်ခဲ့တယ်တဲ့စင်ကာပူအမေရိကန်နိုင်ငံတို့တွေတွားရောက်နေထိုင်ခဲ့ပြီးဝေကြီးတော့ဈေးကွက်များကိုလေ့လာခဲ့တယ်တဲ့မြန်မာနိုင်ငံစစ်မှုနဲ့ကုန်တယ်ကြီးများအတင်းတွေနဲ့စတင်တည်ထောင်စဉ်ကပြင်ပါဝင်ခဲ့တယ်တဲ့မြန်မာအမေရိကန်စီးပွားရေးအကျိုးအတူအတင်းပြီးတင်မြန်မာနိုင်ငံစီးပွားရေးအကျိုးအတူဆောင်ရွက်တော့အတင်းများနဲ့လည်းပါဝင်ခဲ့ပါတယ်တဲ့မြန်မာနိုင်ငံတို့အင်္ဂလန်ဥရောပများနဲ့တင်သွင်းတော့ကိုယ်စားလှယ်လုပ်ခဲ့ပါသည်တဲ့ အနောက်နိုင်ငံကုမ္ပဏီများရဲ့ကုန်ပစ္စည်းဈေးကွက်များတွင်လည်းကိုယ်စားလှယ်လောက်ခဲ့ပါအမေရိကန်ရဲ့ကိုယ်စားကြောညာကိုယ်စားလှယ်များမြန်မာဘီယာနဲ့ဈေးကွက်တင်ခဲ့ပါသေးတယ်။အဲ့မှာနိုင်ငံတကာတမသဧည့်သည်တော်များကုမ္ပဏီများလာရောက်သောတရင်းသမားများနဲ့ပြည်သူကိုတဲ့တွေ့ဆုံများအတွေ့စီစဉ်ဆောင်ရွက်ပေးခဲ့ပါသေးတယ်။မြန်မာပြည်တွင် ရှေးဥစွာရောင်းဆောင်ကာလတပ်ပုံကူးဆက်လည်းတင်သွင်းခဲ့ပါသေးတယ်။ငယ်စဉ်ကပင်အာဂလာနဲ့မြန်မာအကဝရဏပါပြီးစာပေဆောင်မများဟောပြောပွဲများတွင်လောက်ကရင် ဆိုရှယ်မီဒီယာပုံလိုက်တဲ့ထုတ်ဝေဖြန့်ချိကနိုင်ငံပေါ့ဆက်ခွန်းနဲ့ဆက်ခွန်းနဲ့နိုင်ငံကိုတဲ့အလဲရောက်ခဲ့ပါလေတဲ့အင်္ဂလန်အမေရိကစင်ကာပူနိုင်ငံတွေနေထိုင်ခဲ့ပါသည်တဲ့ဒါဒကမာကြီးတော်ခေခင်ကြော့ရဲ့ဟိုပါဗျာပြောရလို့ရှင်တော့လူဖြတ်တန်းခဲ့တဲ့ဘဝပေါ့ဗျာအများကြီးပါရောနော်ဒါတူရဲ့အဖေအမေတွေဟာတွေကတော့ဦးစေးကဒါဖတ်မပြတော့ဘူးနော်ဒါဖတ်ပြလို့ရှင်လဲအများကြီးပဲဗျာနော်ဒကမာကြီးတော်ဒေါက်တာခေခင်ကြော့ရဲ့တမိုင်းက သမိုင်းလည်းကောင်းတယ်လို့သူ့ရဲ့နိုင်ငံတကာဆက်ဆံရေးလည်းကောင်းတယ်လို့နိုင်ငံကိုလည်းသူအကျိုးပြုခဲ့တာတွေအများကြီးပဲเนาะအများကြီးပဲအများကြီးပဲအဲ့တော့ဒီနိုင်ငံကိုတောင်မှအကျိုးပြုခဲ့တယ်ဆိုရင်မြန်ကုန်လို့မြန်ကုန်မြို့နယ်လောက်ကိုသူကဘာကြောင့်အကျိုးမပြုနိုင်ရမှာလဲဒကမာကြီးတော်ခင်ခင်ကြော့မှာရှိတဲ့စည်းစိမ်နဲ့သူ့မှာရှိတဲ့အနေထားသူ့မှာတပ်မီးတွေရာလဲလက်ရှိဆိုလို့ရှိရင်တူတာတပ်မီးတွေအမေရိကန်နိုင်ငံနေမှာရောက်တာလုပ်ငန်းလည်းအကုန်ရှိတယ်ပေါ့ဗျာမြန်နိုင်ငံကကုမ္ပဏီရှိတယ် သူ့အနေနဲ့အေးစေးစေးနေလို့ရတယ်အေးစေးစေးထိုင်စားလို့ရတယ်အေးစေးစေးပရိကိုင်ကဘုရားရှင်ရှေ့မှာတရားထိုင်ပြီးမှနေလို့ရတယ်ဒါပေမဲ့သူ့ရဲ့အခြေချသူ့မှာရှိတဲ့ပညာတွေနဲ့နိုင်ငံကိုသူအကျိုးပြုကျင့်နေတဲ့အတွက်ကြောင့်သူနေထိုင်တဲ့မြို့နယ်ကိုအကျိုးပြုကျင့်နေတဲ့အတွက်ကြောင့်ဒကမာကြီးတော်ခေခေကြော့ဟာဦးဇင်းကတော့တတိပုဂ္ဂလဖြစ်ဒါဝင်ရောက်ရှင်ပြိုင်တယ်လို့ပဲဦးဇင်းကတော့တုံ့တက်ချင်တယ်နော်အဲ့တော့ဒကမာကြီးတော်ခေခေကြော့တာတကယ်လို့များတတိပုဂ္ဂလဖြစ်မြန်ကုန်ပြည်သူ လွတ်တော်ကိုယ်စားလှယ်ထိုင်သွားမယ်ဆိုရင်ကျန်းခံရေးအတွက်ကလည်းမိတ်ဆွေစစ်မိတ်ဆွေကောင်းရလိုက်မယ်ကျန်းခံရေးအတွက်ကိုလည်းအထောက်အကူပြုလိုက်မယ်ဘာဖြစ်လို့လဲဆိုတော့ကျန်းခံရေးမှာဝင်ရောက်ရှင်ပြိုင်တဲ့တူတွေကလည်းနိုင်ငံကအတွေ့အကြုံရှိတယ်အရေးကြီးရှိတယ်နိုင်ငံကိုအကျိုးပြုနိုင်တဲ့နိုင်ငံရဲ့လုံခြုံရေးအစဒီလူတွေရဲ့လုံခြုံရေးအစသူတို့တွေကအကျိုးပြုနိုင်တဲ့တူတွေဖြစ်တယ်အခုခုဝင်ရောက်ရှင်ပြိုင်တဲ့ပြည်တော်လူတော်အမတ်တွေတိုင်းလူတော်တွေပြည်တော်အမတ်တွေအကုန်လုံးကြီးလိုက်မယ်ဆိုလို့ရှိရင် ဲ့တော့ဘာပဲပြောပြောဒကမိုင်းတော်ခင်ခင်ကြောက်မှရှိတဲ့ပညာရည်ချင်းနဲ့အလုတ်ကင်နဲ့အတွေ့အကြုံနဲ့တက်ခရရရှိတဲ့ဟာနဲ့ပေါင်းဆက်ပြီးမှလှုပ်လိုက်မယ်ဆိုလို့ရှိရင်တော့ဥစဉ်တော့နိုင်ငံဟာမပြောင်းလဲစရာအကြောင်းမရှိပါဘူးဗျာเนาะအဲ့တော့မြန်ကုန်းမြို့နယ်မှာရှိတဲ့ပြည်သူများအနေနဲ့ကလည်းဒကမိုင်းတော်ခင်ခင်ကြောက်ကိုရုံရုံကြည်ကြည်နဲ့ဒါခမားတို့စီကမဲကိုရုံကြည်ကြည်နဲ့ပုံဟုတ်လိုအပ်တယ်လို့ဥစဉ်ကတော့အကြံပြုချင်ပါတယ်ဗျာเนาะအကြံပြုချင်ပါတယ် ။ဘာကြောင့်အခုလိုအကြံပြုပါလဲဆိုဥစဉ်တို့ကပြောခဲ့ပြီးပြီပဲ။ကိုရွေးချယ်တဲ့အမတ်တွေရွေးမှားခဲ့တဲ့အတွက်ကြောင့်ဟုတ်လား။ဘာပဲပြောပြောဒါတို့ငါတို့ကအမေတူပေးတာပေးခဲ့ငါတို့ပေးခဲ့တာဘယ်လိုပဲဖြစ်ဖြစ်အကုန်လုံးပုံဩခဲ့တဲ့အတွက်ကြောင့်ဥစဉ်တို့မြန်မာနိုင်ငံဒုက္ခရောက်နေရတာ။ဥစဉ်တို့မြန်မာနိုင်ငံအခုဒုက္ခရောက်နေရတာ။နော်။အဲ့လိုလေဓမ္မရေးတွေပုံအော်ပြီးပေးခဲ့တဲ့အတွက်ကြောင့်လေအရေးချင်းရှိလားမတိအရေးချင်းမရှိလားမတိအကုန်လုံးပုံအော်ခဲ့တဲ့အတွက်ကြောင့်ဟုတ်လားပုံအော်ခဲ့တဲ့အတွက်ကြောင့်တွတ်တော်လည်းရောက်တယ် ဘာမှနည်းရှိလို့အစုံမတင်လို့ပြူလူလူလည်းအကျိုးမပြုမရခဲ့ရတော့သကလုံးကြီးနဲ့သလလုံးကြီးနဲ့သူတို့ပဲနိုင်ငံအကျိုးပြုသူတို့ပဲဘာလုပ်ပြီးတော့ညာလုပ်ပြီးပုံစံမျိုးတွေနဲ့လုပ်ခဲ့တဲ့အတွက်ကြောင့်နော်အဲ့တော့ကိုရွေးချယ်လိုက်တဲ့အခါမှာကိုပေးလိုက်တဲ့မဲကမမမမရွေးချယ်တတ်ဖို့ဦးစင်းတော့အကြောင်းပါတီကိုမကြည့်နဲ့လူကိုကြည့်ဆိုအလကားတော့တာပေါ့ရေချင်းရှိတဲ့လူတွေကိုကြည်ခိုင်းတာအရေးချင်းရှိတဲ့လူတွေကိုရွေးချယ်ခိုင်းတာ ရင်းရှင်းရှင်းတူတူကြက်ခိုင်တာနော်အဲ့တော့မယန်းကုန်ဒီဒေါခေခေကျော်ကိုကျော်ကတွေ့လဲမတွေ့ဘူးမြင်လဲမမြင်ဘူးစကားလဲမပြောဘူးသူ့ရဲ့ပြောပုံစိုးပုံတွေသူ့ရဲ့ဒီလောက်ကူပေါ်ကိုင်ပုံတွေသူ့ရဲ့ချောင်းလန်းခဲ့တဲ့ဘဝတွေလေးလာကြည့်တဲ့အခါမှာတော့ဒီလိုတွေ့ရတယ်ဒီလိုတွေ့ရတယ်အဲ့ဘာပြောပြောဒေါခေခေကျော်ဟာရင်းချင်းရှိတဲ့ဒီလိုလို့တော့ကိုယ်တည်းလောင်းလို့ဦးစင်းတို့အနေနဲ့ကတော့တုံ့တိုက်မိပါလေကြာနော် US ဒါချန်ခိုင်ရဲ့အနေနဲ့ကလည်းဒီလို ်နိုင်ငံရေးရပဲတုံးတက်ဘယ်လိုပဲတုံးတက်ဒီနိုင်ငံကိုအတွေ့အကြုံနိုင်ငံတကာအတွေ့အကြုံနဲ့များတဲ့အဖက်ဖက်ရာရာပြည်စုံနဲ့ရက်ကန်ရပဲဥဆောင်မယ်လို့ဦးစင်းတော့တော့တုံးတက်မိတယ်တုံးတက်ပြီတယ်အဲ့ဒါကြောင့်အတွေ့အကြုံများတဲ့လူချင်းတကယ်အရေးချင်းရှိတဲ့လူတွေပဲတွေ့တော်ထဲမှာဦးစင်းတော့ကတော့ညင်ကျင်တာပေါ့ဗျာအဲ့လိုမှမဟုတ်ဘဲနဲ့အတွေ့အကြုံတော့ရှိတယ်တွေ့ကြုံများပြီးမှ ဟိုပါပေါ့နော်မြင်းလိုပုံစံမျိုးတွေပါနေမြင်းအမြုံလိုပုံစံမျိုးတွေပါနေတော့ဒုက္ခရောက်မှာပဲဘာဖြစ်လဲဆိုတော့မြင်းအမြုံကကိုကိုယ်တိုင်ကလေးမမွေးနိုင်ကိုကိုယ်တိုင်ကလေးမမွေးနိုင်ဒါနဲ့ကိုဝင်ရှိတဲ့မြင်းတွေကိုလေသူကကိုဝင်တက်ကြအောင်လိုက်ပြီးကန်တယ်လိုက်ပြီးကန်တယ်အဲ့ဒီလိုမြင်းအမြုံလိုမဖြစ်အောင်အရေးရှိရှိတဲ့ဥပမာပြောပြပါဦးနော်အရေးရှိရှိတဲ့ လွတ်တော်အမတ်တွေနဲ့ပဲချမ်းသာရွာဖို့ဗျာအဲ့ဒီလွတ်တော်ကြီးတဲ့မှာဦးဇင်းတော်ပြည့်ရှိစေချင်တာမြင်စေချင်တာဒါမှလည်းတိုင်းပြည်ကထိုးတက်မှာဒါမှလည်းတိုင်းပြည်ကပြောင်းလဲမှာဖြစ်ပါလိမ့်မယ်နော်အဲ့တော့ရေချေးရှိတဲ့ပြည်သူလွတ်တော်ကိုယ်စားလှယ်မြန်ကုန်မြို့နယ်ဝင်ရောက်ရှင်ပြိုင်မဲ့တော့ခေခင်ကြော့လို့ပုဂ္ဂိုလ်မျိုးကိုမှမရွေးရမြန်ကုန်မြို့နယ်ပြည်သူပြည်သားများအနေနဲ့ဘသူကိုရွေးမှာလဲလို့ဦးဇင်းတော်ကတော့မေးခွန်းထုတ်ချင်ပါလိမ့်မယ်နော်ခင်ဗျားတို့ရဲ့ယုံကြည်မှုသူ့ရဲ့တော့ခေခင်ကြော့ရဲ့နိုင်ငံပေါ်ချစ်တဲ့စိတ်တိုင်းပြည်ပေါ်ချစ်တဲ့စိတ်ကို အခွင့်အရေးတစ်ခါတော့ပေးလိုက်ပါလို့ဥစဉ်တော့တောင်းဆိုချင်ပါတယ်ဗျအားလုံးဒါပါပဲဗျ